မင်းစူနီဘက်ပြိုင်ပွဲမှာစုမရတဲ့အပြင်ကြီးကျယ်ပြောကောင်းချိန်မိုးနေလို့လူမုံများနေတဲ့ခင်ရတနာဆိုမင်းစူနီဘက်မြန်မာပြိုင်ပွဲကြီးကတော့ပြီးဆုံးလို့သွားခဲ့ပါပြီမင်းစူနီဘက်မြန်မာဖြစ်လာတော့ကတော့ပြင်းဦးလင်ကိုစားပြုအနမဲမျက်ရတနာဆိုဖြစ်ပါတယ်ပြင်းဦးလင်အနမဲမျက်ရတနာဆိုဟာမင်းစူနီဘက်မြန်မာရဖို့ရေပန်းစားနေတဲ့အမေရိကန်ကနေမြန်မာအောင်လာပြိုင်နေဟာခါအနမဲနာနာနဲ့တခြားသောနာမည်ကြီးအနမဲတို့အားလုံးကိုကြောက်တက်ပြီးတော့ရရှိသွားတာဖြစ်ပါတယ်သူဖြစ်တော့ပြင်းဦးလင်အနမဲဟာ အင်္ဂလိပ်စကားသင်ချာမပြောနိုင်ဘဲနဲ့စာကျက်တယ်လို့ပြောကတရဖူရသွားတာကြောင့်လဲတရဖူကိုသိန်း3000နဲ့ဝင်လိုက်တာလို့ပြောကြတာပါဒါအပြင်မေးစနေဘက်ပွဲမှာနောက်ထပ်လူပြောများနေတဲ့ချက်ကတော့အလမေခင်နာဆိုပါခင်နာဆိုဟာယခုနဲ့မေးစနေဘက်ပွဲမှာပွဲစုစုံအလမေဖြစ်ခဲ့ပါတယ်ခင်နာဆိုဟာစောပိုင်းမှာတော့ဆိုင်းမင်းသမီးအစောရတုံးလေးဖြစ်ပါတယ်ဒါပေမဲ့လည်းဘသူမြောက်ပေးလို့ပေးမှမသိပဲမေးစနေဘက်ပြိုင်ပွဲကိုလာပြန်ခဲ့တာဖြစ်ပါတယ် ခင်နာဆိုးဟာအိမ်တော်ရေးကွာရှင်းထားတဲ့တစ်ခုလက်ဖြစ်တဲ့ပြင်သူမရဲ့ခန္ဓာကိုယ်ချိုးဆောင်အရင်မှာမျက်နှာပုံစံကတခြားသောအလှမရင်းနေချင်းအားနည်းချက်တွေရှိတာကြောင့်လည်းလူတွေကခင်နာဆိုးကိုမကြိုက်ကြပါဘူး။ဒါပေမဲ့လည်းခင်နာဆိုးကတော့မင်းစယုံမပေါက်ဖဲမင်းကလေးတိုင်းကအလှမယ်ပြန်ပွဲဝင်ပြိုင်ခွင့်ရှိတယ်ဆိုပြီးတော့အားနည်းမှန်နဲ့ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းခင်နာဆိုးကိုအားပေးတဲ့သူနဲ့ကြီးမြတ်တဲ့သူတွေကြောင့်မှတော်တော်လေးကိုပွဲဖြစ်နေတာပါ။အခု Miss Universe ပွဲ final ညပြီးမှာတော့ အလောင်းမေခင်နာဆိုဟာတော့တန်အစင်းနဲ့ပဲခြေနှက်ခင်ရတာပါဒီလိုတော့အစင်းနဲ့ခြေနှက်လိုက်ရပြီးမီဒီယာအင်တာဗျူးမှာတော့ခင်နာဆိုဟာခြေမိုးကပြောခဲ့တာဖြစ်ပါတယ်သူမကိုမင်းစုံမပေါဘူးပြောတဲ့သူတွေနဲ့တည်းသူမအရင်ချင်းရှိလို့တော့တန်ရတာဖြစ်ကြောင်းသူမဝေဖန်ကြတဲ့သူတွေတော့ဝင်ပြိုင်ကြပါ and place ဖြစ်သွားဖြစ်ကြောင်းသူမအနေနဲ့တခုလဲမင်းစုံမပေါတဲ့ခြေနေနဲ့ဝင်ပြိုင်တာအခုလိုမျိုးရေးချင်းရှိရှိတော်တန်ရလို့ခြေနေကြောင်းသူမအနေနဲ့နောက်နေ2029မှာလဲ မေရှင်ဘက်ဝင်ပြိုင်အောင်မှဖြစ်ကြောင်းသူမမပြောတတ်တဲ့အင်္ဂလိပ်စကားကိုလည်းလေ့ကျင့်ကမြန်မာနိုင်ငံကိုစားပြုမစ်ရောက်နေတဲ့နိုင်ငံသားကိုသွားပြိုင်မယ်လို့လည်းပြောလာတာပါလူတွေကတော့ခင်ရနာစုကိုကိုယ့်ချင်းနေကိုမတိပဲနဲ့ချင်းမောကသူမကိုဝေဖန်တဲ့ပရိသတ်တွေကိုအခုလိုအထက်စီးကပြောလာတာကြောင့်လည်းတော်တော်လေးကိုကြည်မရဖြစ်နေပါရင်တချို့ကလည်းခင်ရနာစုအနေနဲ့ကိုနိုင်မလိုက်ဖက်တဲ့လမ်းကြောင်းကိုအတင်းရှောင်နေရတဲ့ကိုရင် professional တခြင်းဆိုတဲ့လုပ်ကိုလုပ်တာကမှအောင်မြင်ဦးမယ်လို့ဆိုကြပါရင် Facebook ဆယ်လီသမီးဆုံးကဆိုရင်ဘဝင်းမြင့်ကခြေမွန်းနေတဲ့ခင်ရနာဆိုးကိုအခုလိုပဲထည့်ဝင်လိုက်တာပါသမီးဆုံးက miss မဖြစ်နိုင်ဘူး miss ရောမပေါဘူးလို့ဝိုင်းဖီအားပေးဝေဖန်တိုက်ခိုက်ကြတာကိုကြိုးစားရင် miss ဖြစ်တယ်ဆိုတာပြဖို့နန်ရိုးတွေကားနေအောင်ကော့ကော့ပြီးတော့ပြန်ပြတာတဲ့သူရဲ့ body height နဲ့ performance တွေက miss level စံနှုန်းထဲမှာမဝင်တော့ရွာကပြန်ပွဲမှာတော့မှလက္ခဏာစီ crown မဆောင်းခဲ့ပဲပြုတ်ခဲ့တဲ့သူနဲ့ so confident တွေကိုနားထောင်ပြီး ငါယူကျင်သွားတယ်လို့ဆိုပြီးတော့တမီဆိုးကပြောလာပါတယ်တမီဆိုးဆိုတာကခင်နာဆိုးကိုတခုလည်းဖြစ်လို့ miss မပြိုင်ရဘူးလို့သူမပါဝင်သူ့ကိုပညာတတ်အတိုင်းဝိုင်းနေဝေဖန်တာမမြင်ဘူးကြောင့်ခင်နာဆိုးကတော့ပြိသက် attention ရဖို့ကိုလင်းနဲ့ကွဲတာကြီးတခုလည်းဆိုတာကြီးပဲအမြဲတမ်းထက်ထက်ပြောပြီးတော့မျက်ရည်ချူသွားတယ်လို့မြင်နေမနေ့ကပွဲပြီးတာတော့မှ2029မှာထပ်ပြိုင်အောင်ပါခဏတော့နားပါအောင်လို့တမီဆိုးကပြောလာတာပါလူတွေကလည်းခင်နာဆိုးနေနေ အတန်းရှင်းရကငွေရှာခြင်းလို့ miss ပွဲတွေကိုအသုံးချနေတယ်။သူတို့ခုလန်အင်္ဂလိပ်စာမတက်လို့ဆိုရထက်အောက်ပိုင်းတိုနေလို့စုမရတော့တော်တန်းပေးတာတော့မှလွန်နေပြီဆိုပြီးတော့မှတ်ချက်ပေးကြပါရစေ။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့သူတွေကရောအလှမယ်ခင်နာဆိုတော်တန်းကပြုတ်သွားတဲ့ပုံမှာဘယ်လိုမြင်ရလဲဆိုတာပြောသွားကြပါအောင်ရှင်။